တိုင်လန်ဘော်ကတေရတာအမိကျွန်တော်နိုင်ပြီအောင်မောင်းလေးအလောက်ကနေဘူးရာယုံလေးရဲ့တိုင်လန်ဂိတ်တခုမှာကိစ္စဝင်နေကျွန်တော်ဒီလုတ်ကိုဝင်တာမကြသေးဘူးလုတ်ဆဆဝင်ခြင်းဘူရာယုံလေးမှာအလုံးဝင်ရပေမဲ့အခုတော့မြူလေးရဲ့ခလန်လန်တိုင်လန်ဂိတ်လေးမှာကိစ္စတော့ထမ်းဆောင်ရတယ်တိုင်လန်ကိစ္စဆိုတာကကြထားလာတဲ့အချိန်ကိပိတ်ကြထားဖြတ်သွားပြီဆိုရင်ကိပြန်ဖွင့်ပေးရတာလीသူကလည်းလူငယ်လူလို့ဆိုတော့ ကျောက်ထွေဂီတလေးထဲမှာထမင်းချက်စားလိုက်။ဆောင်းလေးဖတ်လိုက်။ဂီတလေးတီးလိုက်နဲ့။နားရီပိုက်ပေါ့။ကျွန်တော်ကြားတဲ့ဂိနားမှာအိမ်မရှိဘူးဗျ။ခလန်းလန်းမှာရွာတသေးလေးတူရရှိတယ်။တခါတလေတော့ရွာထဲကလူငယ်လေးတွေပလင်းလေးဆွဲပြီးဂီတလေးလာတီးတက်တယ်ဗျ။အဲ့အချိန်မျိုးဆိုရင်တော့စီစီကကလေးပေါ့။ဇလန်းကကျွန်တော်အိတ်ကိတ်ရောက်ပြီးတလားလောက်မှာစတာပဲဗျ။ဒီနေ့ပေါ့ဗျာ။ညနေဆောင်လေးဘူရာယုံကနေရထားထွက်လာပြီဆိုတော့ ထုံးစံအနိုင်ကလေးပိတ်အလံစင်းလေးပြပြီးခြေထားလာတဲ့ဘက်ကိုကြည့်နေမိလိုက်တယ်။အဲ့ဒီအချိန်မှာကျွန်တော်နဲ့ခလန်လန်းကနေမြို့သမီးတူလေးနေရွယ်ကလေးမလေးကိုဆွဲပြီးတန်လန်းပေါ်တက်လာတယ်။အဲ့ဒီအချိန်မှာခြေထားကလည်းဘူဒံကနေထွက်လာတာ။ကြာလာတော့အရှင်းကတော်တော်ပါနေပြီ။ကျွန်တော်ကြောင်ပြီးကြည့်နေတော့မှအဲ့ဒီအမျိုးသမီးကခလင်းလေးကိုရုတ်တရက်ကောက်ချီပြီးတန်လန်းအတိုင်းခြေထားဘက်ကိုမြေနေချင်းဆိုင်ပြေးတော့တာဗျ။ကျွန်တော်သိလိုက်ပြီ ဒီမျိုးသမီးဒီမတကာရထားတိုက်ခံပြီးဒီချောင်းကျန်တော့မှာကျွန်တော်လဲဟေးဟေးဟေးဆက်မပြေးနဲ့ဒလန်ဘေးကိုခုံချလိုက်ခုံချလိုက်ခုံချလိုက်အော်လဲအော်သူ့နောက်ကိုလဲပြေးလိုက်သေးတယ်ဗျရထားစကောင်းမောင်းကလဲအဲ့အမျိုးသမီးရထားစီကိုတတဲ့ကြီးပြေးဝင်လာတာကိုမြင်တော့ဦးရောကိုအကျယ်ကြီးဆွဲစကောင်းတွေကနေကိုယ်တိုင်ထွက်ပြီးလှမ်းအချီရန်နဲ့မျိုးကိုဖယ်ခိုင်းနေတာကိုတွေ့ရတယ်ဗျမျိုးသမီးကလဲမရက်ဘူးလှမ်းအောင်နေတော့မှာပဲသွားပြီဗျာသွားပြီ မျိုးရမီနဲ့ကလေးကိုယထားနဲ့တိုက်ခံလိုက်ရပြီယထားနဲ့သလန်းကြတဲ့မှာအပိုင်းပိုင်းပြက်ပြီလက်ကောက်ကိုပြက်တာကိုမြဝါးတီနေမြင်တွေ့လိုက်ရတာဗျာယထားအိုးဟောဆွေတန်နဲ့သလန်းနဲ့ဘေးပို့တန်တွေကယထားနဲ့အတူခလန်းလမ်းမှာရစ်တန့်သွားတယ်ဗျာယထားဘော်ကနေတာဝန်ရှိသူတွေယထားရဲတွေခီးတဲ့တွေဆင်းလာချိန်မှာတော့ကျွန်တော်ဟာသွေးလူးလူးနဲ့ပိုင်းပိုင်းပြက်နေတဲ့အလောင်းနှစ်ခုရဲ့ကြားမှာငေးပြီးရနေမိတော့တယ်စကောင်းမောင်းနဲ့ကပ်ဖို့ကဘလို့ဖြစ်တာလဲသူကဘယ်ကလဲ ကျွန်တော်လည်းမသိဘူးဗျကျွန်တော်ကိတ်ပိတ်ပြီးလမ်းပြနေတော့တလန်းဘုတ်ကိုရုတ်တရက်တက်လာပြီရထားဘက်ကိုပြေးတော့တာပဲဗျရွာတကားလူတွေရောက်လာမှထေသွားတဲ့မြူးသမီးကရွာတွေကဖြစ်ကြောင်းခင်မုန်းကအယက်သမားမူလာတိုင်းရိုင်းတဲ့တက်ကြောင်းခလီ၃ယောက်ရှိကြောင်းအခုအတူတည်သွားတဲ့ခလီမာလီကငယ်ဆုံးဖြစ်ကြောင်းအကုန်တီးခဲ့ရတယ်ဗျရဲတွေလည်းစစ်ကြည့်ယူတပုံးတွေရိုက်လောင်းကအပမိုင်အပြက်တွေကိုနိုင်ကြီးကူညီမှုကလူတွေကတစားစီလဲကောက်ပြီးဆလာကြီးတဲ့ထက် ကားပေါ်တင်းသွားကြလေရဲ့အဲ့ဒီညကကျွန်တော်ထမင်းမစားနိုင်ဘူးဗျဒီအပမိုင်ပြက်နေတာတွေကိုမျိုးလုံးထဲမှာပြက်မြင့်နေတာတက်တဲ့နဲ့တကူဗျာဒီလိုမျိုးတစ်ခါမှလည်းမြင်ဘူးဗျာည10နာရီလောက်မှာအိယာလီလည်းလဲနေတော့ညနေကရထားတိုက်သွားတဲ့နေရာမှာစကားပြောတန်လူလူခွေးအောင်တန်လူလူကြားလိုက်ရတယ်ဗျကျွန်တော်ရဲ့လက်ဆွဲတော်ဓမီလေးကိုယူပြီးတဲပြင်ကိုထွက်ကြည့်လိုက်တာအဲ့နောက်မှာလူလည်းတယောက်မှမရှိဘူးဗျခွေးနှောက်ကောင်သုံးကောင်တော့ ဘာလို့မျိုးလိုဟောင်းလုံးဟောင်းမှမသိဘူး။တန်လန်းကိုကြည့်ပြီးဟောင်းလိုက်ဥလိုက်နဲ့ကျွန်တော်ချက်သိန်းတွေတစ်ဖက်ဖက်ထသွားတယ်။ဒီနေ့ကတည်းကကိုရှိမှပို့စုပတ်သက်တည်ထားတဲ့အပိုင်းပိုင်းပြက်တွေကမျက်စိတွေကလည်းမထွက်သေးဘူးလေဗျာ။ကျော်တဲ့ကလူငယ်တွေကလည်းဒီနေ့မလာတော့တယောက်တည်းအားငယ်လာတယ်။အချောက်တက်ဘူးဆိုပေမဲ့တယောက်တည်းဆိုတဲ့အတီကပိုးဝင်လာတော့ကျော်စိတ်ကလည်းဝင်လာရောစိတ်ကိုတင်းပြီးအဲ့ဒီဘက်ကမကြည့်မိအောင်ထိမ့်မိနေပြန်တော့လေမရဘူးဗျ။တပင်းကိုမှုတ်ထုတ်ရင်စိတ်ထဲကနေဖျားစာလေးယူနေလိုက်တယ်။ 17နှစ်တော့မှာဘူဒါဘက်ကရထားတက်စီထွက်လာလို့ဂီတာပိတ်ပြီးအလန်စင်းပြရဲ့ဂျထားဘက်ကိုမျက်နှာလဲကြည့်နေတော့ဂျထားမီးရောင်နေမြင်လိုက်တာကဟာဟုတ်တယ်ဗျာဟုတ်တယ်မျက်နှာတေသွားရဲ့တာမီးနှစ်ယောက်အောက်ကနေရထားတက်လန်းပေါ်တက်လာမျက်နှာကဝေအစားတိုင်းပဲဗျာဖေဟာဖေဟာမဖြစ်နိုင်ဘူးဒါလုံးဝမဖြစ်နိုင်ကျွန်တော်ရေရွတ်နေတော့မှာပဲအဲအသားမီးကမီးထိုးပြီးမောလာတဲ့ဂျထားရှိကိုတောက်ရက်နေတာဗျာဟာ ယထာစကောင်းပေါင်းတော့မြင်လားမမြင်လားတော့မသိဘူးကျွန်တော်ကတော့အထင်းသားမြင်နေရတာယထာကောင်းတွဲကအဲ့သားမီကိုတက်လိုက်တဲ့ကသားမီနှစ်ယောက်လို့အပိုင်းပိုင်းပြတ်လွန်သွားတော့ကိုကျွန်တော်မြင်လိုက်ရတော့အာပါပါလက်ထဲကအလံကိုပြစ်ချမျိုးလုံးကိုလက်နှစ်ဖက်နဲ့အုပ်ပြီးနင်းညာအော်ဖလိုက်တယ်ဗျာယထာကကိုအနာကလည်းတဝေါ်ဝေါ်နဲ့ဖြတ်သွားတဲ့အချိန်မှာခုနကနေရာကိုကြည့်လိုက်တော့ဘာမှမရှိတော့ဘူးဗျာတေချောင်းကဓမီနဲ့နားကိုတွားကြည့်တော့လည်းဘာမှမတွေ့ဘူးဖះဖះဖះငါငါတဲချောက်ခွန်နေရပြီ တက်နဲ့တကူကိုတခါမှတဲရဲ့အချောက်မခံရဘူးလေဗျာချောက်ခံရတော့လေအကူကြီးတောင်းစီရအတွက်ပုံးချင်မှလူမရှိဘူးအားငယ်စိတ်ကကြောက်စိတ်ရောဝင်လာတော့သူကဆောင်းတွင်းကြီးကိုချွေးတွေပြန်လာတယ်ဗျခြေလက်တွေကလည်းတုံလာတယ်ဘာလို့လို့ဘာခံရမှန်းကိုမသိတော့ဘူးငါငါတယောက်တည်းထိုင်နေတော့အနာကိုသာရောက်လာရင်ဘယ်လိုလုပ်ရမလဲငါအနာမှာဘွားကလေးပေါ်လာရင်ဘယ်လိုလုပ်ရမလဲအိုးယူယူချင်တယ်ကွာယူချင်တယ်အဲ့ညကရှိသမျှဖျားဆာတွေအကုန်ရွတ်တာမနေ့မိုးလင်းခန်းကြီးမှာအိပ်ပျော်သွားတယ် မနေ့ကျတော့ညကအဖြစ်အပျက်ကိုပြန်တွေးညရောက်နေမှာကိုကြောက်နေမိတယ်ဒီလိုနဲ့ညရှင်းနိုင်လောက်မှာကျော်ရဲကခင်တဲ့လူငယ်လေးတွေကပလင်းလေးတွေဂီတလေးတွေဆွဲပြီးရောက်လာကျွန်တော်ပူအားရှိသွားတယ်ဗျကိုကလည်းအမိအဖြစ်ရှိတာလေးတွေချပီးမချတဲ့ချတဲ့နဲ့တစ်ခွန်းနှစ်ခွန်းလောက်ဝင်ကစ်လိုက်တော့အာသွက်ရှာတွက်လေးဖြစ်လာတယ်အဲ့ဒီမှာဂီတတီးတာနားနေရင်းနဲ့ညီတို့ပြောလေကိုတို့ဟွာကွာငါညီတို့တေးရဲရှိတယ်ဆိုတော့ယုံလာဟာကိုထွေးရဲ့ဗာများလေလို့မယုံပါဘူးဗျာ ။ဘာလဲကိုထွေးကိုထွေးကအချောက်ခံရလို့လား။အခုဒီပြောနေတာကွာ။ကဲပြောကိုထွေးဘလို့အချောက်ခံရလဲ။ကျွန်တော်လေရန်ကအဖြစ်ပြက်ကိုပြောပြလိုက်တော့ကိုထွေးကသူတို့သားမိရဓာတ်တိုက်ခံရတဲ့အချိန်မှာမြဝါတင်နေမြင်လိုက်ရတော့ဆွေဆွေးပြီးထင်မြင်နေရဖြစ်မှာပါ။မဟုတ်ဘူးငါကြီးရဲ့။အခုအရင်လဲမတောက်တော့ဘူး။ငါကြီးတို့လာမှတခါတည်းတောက်တာ။အနေညာကဟိုလုံးဝတောက်မထားဘူး။မြင်လဲမမဘူးကွာ။ကဲကိုထွေးကိုရီးပြတ်တို့လိုရွာထဲကတည်သွားတဲ့မိစဲတကယ်၆မှ၆ ီညာရထားလာရင်ကျွန်တော်တို့ကြည့်မယ်ဗျအေးကောင်းတယ်ကွာအဲ့ဒါနေကျွန်တော်တို့ရထားဆောင်နေကြတာဒီညမှာရထားကလည်းမလာဘူးဗျနောက်ကျနေတာညာ7နာရီနောက်ကျတော့ချက်တယ်လေးတွေကကိုတွေးရထားကလည်းမလာဘူးကျွန်တော်တို့လည်းမနဲ့လှုပ်ရှိသေးတယ်ပြန်တော့မယ်ဗျနောက်ညမှာဆက်ပြီးစောင့်ကြည့်ကြတာပေါ့အေးပါကွာဒီညမှာရထားကလည်းနောက်ကျနေသေးတယ်မျိုးလူပြန်သွားရင် အားတယောက်တွေအားငယ်တယ်ကွာအားမငယ်ပါနဲ့ကိုထွေးရကိုထွေးစိတ်ထင်နေလို့ဖြစ်မှာပါ ကဲခင်ဗျားတို့သူတို့တွေလည်းတန်လန်းအတိုင်းရွာဘက်ကိုပြန်သွားနေကြတာကိုကြည့်နေတော့ဟာသူတို့နောက်မှာဟိုသားမိကိုတွေးလိုက်တယ်ညီလေးတို့ညီလေးညီလေးတို့မင်းတို့နောက်မှာသူတို့အားလုံးကျွန်တော်ကိုပြန်လဲကြည့်တော့ဟာမိစန်းတေးတေးပြေးပြေးပြေးဟာကိုလုံးဝေယုံတုံးကရွာဘက်ကိုထွက်ပြေးကြရောဗျာကျွန်တော်တယောက်ထဲလာကျွန်တော်တဲရှိမှာကျွန်တော်ကြည့်နေတော့ရှိသေးတယ်အဲသားမိကနောက်မှာလှည့်လာပြီကျွန်တော်စီကိုတက်တက်မမတ်ကြီးရှောက်လာတာ သွေးတွေကတဆက်ဆက်နဲ့အောက်ကိုကျလို့ကျွန်တော်လဲအော်လဲအော်နောက်ကလည်းလှဲ့မကြည့်တော့ဘူးဗျာဘူဒါဘက်ကတအားကုန်ပြေးတော့တာဘူဒါလဲလဲရောက်ရောလူကဖုတ်လိုက်ဖုတ်လိုက်နေရှာထွက်နေပြီလေဗျာဂျုံမိုင်းလေးဂျုံမိုင်းလေးဟာကိုတွေ့ချွေးတွေရွှဲလို့ပါလားမဖြစ်လာတာလေမဖြစ်လို့လဲဗျာကျွန်တော်ကျွန်တော်လှုပ်ထွက်ပြရစီဗျာလှုပ်ထွက်ပြရစီပြေးပြော့ပါနေပါဦးမဖြစ်လာတာလေကျွန်တော်ကိုရှင်းအောင်ပြပြပါအောင်ကျွန်တော်တဲ၆ခံရလို့ကျွန်တော်တယောက်တည်းကိမမနေရဘူးဗျဘလို့ တကယ်အချောက်ခွန်ရလို့ဟုတ်လားဟုတ်ရလားကွာဘုသူရဟုတ်တယ်မင်းညကရထားတိုက်ပြီးတည်သွားတယ်တားမိမင်းညကလည်းချောက်တယ်အခုဒီညမှာလည်းကုလီတွေမဲချောက်တာကျွန်တော်တယောက်တည်းမဟုတ်ဘူးနော်ရထားကခြေထိတွေပါပါတယ်အချောက်ခွန်ရတာကျွန်တော်ပြောတာကိုမယုံဘူးရုံပိုင်းလေးနဲ့နောက်တယောက်ကျွန်တော်နေတဲ့ကိပတ်ကိုတွားကြည့်တယ်ဗျာနောက်ရွာထဲကတည်င်းနေဦးစုံစမ်းနေရွာထဲကခြေထိတွေကပါတကယ်ချောက်ခံရမယ်ပြပြလိုက်တော့မယုံရခဲ့ယုံရခဲ့ဖြစ်ကုန်ရောကျွန်တော်ကတော့အညာပြင်းခြင်းပဲအလုပ်ထွက်ပလိုက်တယ်ဗျာ နောက်မှသတင်းကြားရတာကတော့နောက်ရောက်လာတဲ့ပိဿောက်တွေလည်းအကုန်ချောက်ခံရတဲ့300လုံးလူချင်းသွားရတယ်ဆိုတာရဲ့ရွာနဲ့ဘူရာကတောင်ဝင်ရှိတွေပေါင်းပြီးအဲ့နေရာမှာပေးရွတ်လိုက်မှမချောက်တော့ဘူးဆိုတာရဲ့ကိုပါစတိခဲ့ရတယ်ဗျကျွန်တော်ကတော့နှညစရာကြီးကိုကြီးမြင်ခဲ့ရတာဆိုတော့ခုတိမျိုးလုံးတွေကထုတ်မရသေးဘူးဗျအားလုံးပဲမင်္ဂလာညရမ်းလေးပါပဲခင်ဗျ